only oh, yeah, who we are huh? we are them all Còn well, ở ပရိပခါတွေမတူ क्वे ပြားမှုတွေနောက်ဟိုသူနဲ့သူဟိုမကြည်လင်မှုတွေခဏနောက်တစ်ခါသူဆင်းရဲချမ်းသာကွာခြားမှုเนาะနောက်တစ်ခါဟိုလူမျိုးအရာကွာခြားမှုဘာသာရကွာခြားနည်းနည်းဆိုင်းဆိုင်းဟိုဘလောက်တောင်ရှိနေတာကိုတွေ့လာရလေဟိုဒီဥစားရေပေါ်မှာကိုစောဖို့ကွာဟိုဘလူးဒီအစိုးရဖြစ်တဲ့ချိန်မှာကိုတွေ့ရတဲ့ကိုနိုင်ငံဘလောက်တောင်ကွာခြားသွားလဲယောဂအနေနဲ့ပြောရင်ကင်ဆာလို့ပေါ့နော်ကျွန်တော် မွေးစားအရွယ်ရနေပြီကျွန်တော်အခုဒီတက်ရွယ်ရောက်တဲ့ချိန်မှာကာလအပိုင်းချမှာပေါ့နော်ဖြတ်လာတယ်ကျွန်တော်နိုင်ငံရဲ့အခြေအနေပေါ့နော်အဲပြောင်းလဲမှုတွေကတော့တဖြည်းဖြည်းတဖြည်းဖြည်းတရေတရေဆိုတာရှိနေတယ်ဆိုတော့ကိုကျွန်တော်လေ့လာမိပါတယ်အဲအဆိုးဘက်ကိုသွားပါတယ်အဲမသိလို့ရှိရင်ဒီ virus virus တမျိုးကစဖြစ်တဲ့အချိန်မှာ ိတ်မသိတာသေးဘူးသိတာဆိုအစအတူလိုပဲအခုနောက်ပိုင်းကျတော့ဘလို့ဖြစ်လာလဲဆိုတော့အာလူတွေကကွက်ကွက်ကွင်းကွင်းနေမြင်လာတယ်ဘာလို့ဆိုတော့ပြည်ပြည်ကြက်ကြက်ကြက်လာပြီနော်ကန်ဆယ်ဆိုလဲပွားပွားပွားလာတော့အနောက်ဆုံးမှာဟာဗစ်ဂျီနယ်ကလည်းဘလောက်ပဲခံတော့ပဲအဖြေထွက်လာအဲအဲ့လိုမျိုးတော့ကျွန်တော်ခံစားရတယ်မြင်မိတယ်အမားအမားကအမှန်ဖြစ်ကုန်အဲ့ဒီခေတ်ထဲကိုကျွန်တော်ဝုန်းကနေကိုရောက်ကြလာတော့အဲ့ဒီအမားအမှန်ဖြစ်တဲ့ခေတ်မှာလဲတိတ်မသိတာသေးဘူးအရေးကလည်းရှိနေတော့ဆိုအဲ့ဒီကနေ ပို့ပြီးတော့ကြက်ကြက်ကြက်လာတော့ဂျင်းတော့အကုန်လုံးပိတ်မိသွားတဲ့အချိန်မှာကျွန်တော်အင်မတန်မှအကုန်လုံးကအဲ့ဒီအချိန်မှာမှဆေးခုနပြောသလိုကင်ဆာတီးတဲ့အချိန်မှာမှဆေးရှာမလွယ်တော့ကျွန်တော်တေးမဲနေဆောက်ပဲအဲ့လိုမျိုးအချိန်ကြီးဖြစ်တယ်လို့တော့ကျွန်တော်ခံစားရတယ်အဲ့ဒါနေရာတိုင်းပဲလူတိုင်းပဲဘယ်ထိသွားမလဲဆိုတော့ကျွန်တော်ထင်ပါတယ်ကျွန်တော်အမြင်နဲ့ပြောရရင်မျိုးဆက်တည်တည်ဆိုတော့ဒီသွားနေတဲ့ရေရှုံစီးနေတဲ့ဟာကြီးကျွန်တော်က block လုပ် ဘလော့လုတ်လို့တော့မဖြစ်ဘလော့လုတ်ရင်ကျွန်တော်ပြူသွားမယ်ဆိုလို့ချင်တာနောက်မျိုးဆက်လည်းဒီလိုပဲဖြစ်နေဦးမှာပဲသူကသူကအရှင်ကိုအရန်ကောင်းတယ်ကျွန်တော်လမ်းကြောင်းလွှဲရမယ်နောက်မျိုးဆက်ကိုကျတော့ဒီဘက်မှာတတ်တတ်ခင်ပေးမယ်အစ်အစ်ကိုပေးခြင်းကျွန်တော်အဲ့ဒီ idea ထွက်လာထွက်လာတဲ့အတွက်နာနာလေးကတော့မလုပ်လဲဆိုဒီစနစ်ကြီးမကောင်းဘူးဒီဟာကြီးကလုံးဝငါတို့ဒုက္ခပြီးနေဆိုတော့တော့ပြတာသူတို့လည်းပြတယ်ဖြစ်နေတဲ့လူတွေပြတယ်ကင်ဆာဖြစ်နေတယ်ဟောတယ်မှာဖြစ်အေးဟုတ်တော့ငါမစင်ကျင်မိရောဘာဆိုလို့ချင်တာကျွန်တော်တို့မှာကျွန်တော်တို့ အမှန်တရားပျောက်ဆုံးမှုရှိခဲ့တယ်။ကျွန်တော်တို့တစ်ချိန်တော့အမှန်တွေပြောခဲ့ပြီးအမှန်တွေလုပ်ခဲ့တဲ့လူတွေအကုန်လုံးကပွင့်လင်းပြောရရင်တို့ထိမ့်သိမ်းခံရအများကြီးရှိတယ်။အဲ့ဒါအဲ့ဒါရိုက်ချိုးတာပဲ။အမှန်တရားကိုရိုက်ချိုးတာတို့ရိုက်ချိုးတာကိုတို့ကြတော့လဲဘဝပြက်တယ်။မိသားစုဘဝပြက်တယ်။မျိုးဆက်လိုက်ကိုခံရတယ်။အဲ့ဒါတကယ်ရှိတဲ့လူတွေရှိတယ်။ဆိုတော့အခါကျတော့ဒီအရေးကိုကျွန်တော်တို့ကဒီဟန်တာတာဖြစ်ဖြစ်ဒီအရေးကို highlight လုပ်ပြတာဖြစ်လုံးလုံးရမယ်ဆိုတော့အတိတ်ကကျွန်တော်ရတယ်။ရတော့ ျွန်တော် reggae music ကလည်းတည်တယ်ဒါပေမဲ့ဒီအရာတွေနဲ့ဆိုအရန် light ဖက်တာ bob bob ကြီးကကျွန်တော်တင်ခဲ့တာပေါ့နော်သူတည်သွားပြီမဲ့သူတင်ချင်းတွေပါတင်ခဲ့ဆိုကျွန်တော်အဲ့ကျွန်တော်အာကျွန်တော်မှရှိတဲ့ကျွန်တော်မှီတဲ့လောက်ညံမီတဲ့လောက်နဲ့ကျွန်တော်လောက်ကန်ဆောင်ရဲမှီတဲ့လောက်လေးတွေနဲ့ပဲကျွန်တော်ကကျွန်တော်ပထမအခွေစခဲ့တယ်ကွာကျွန်တော်ကအဲ့လိုမျိုးကျွန်တော်ကအဲ့ခေတ်ကတော့ကိုမလို့ဒီမလို့ဆိုတော့မြန်မာလို့တန်းတက်လို့မကောင်းဘူးလေငါတို့စီမာလို့တန်းတက်လို့မကောင်းဘူးကျွန်တော်ကဘာကြီးအတွက်ကိုရေးပြရတယ် ကဘာမြင်ငင်းချမ်းပါစီလို့ကဘာကြီးကဘာဖြစ်နေတယ်ပေါ့ကဘာပေါ်မှာအမှန်တရားပျောက်နေလို့ပါတော့နော်အဲ့လိုမျိုးလေးလောက်အဲ့ဒီကလေးကစဖိုက်တာပါဒါပေမဲ့အဲ့ဒီချိန်ကတော့ကျွန်တော်တို့ဝန်းကျင်ကကိုနာမရောက်သေးမီးလောင်တာဟိုနည်းနည်းလှမ်းသေးတယ်ပေါ့နော်ထားပါဆိုကျွန်တော်တို့ကဒါလေတန်းလောက်ဆိုရင်မီးလောင်တာဟိုဟွာလောက်ပါပေါ့ဘူတထောင်လောက်ပါပဲရှိသေးတော့တိတ်ပြတ်သက်တာမရှိဘူးဒီကလူတွေအေးစေးပဲပြရဆိုင်ထိုင်ပဲလိုဖက်အေးစေးထိုင်ပဲဒီလောက်ပဲအောက်မှာမီးလောင်နေပေါ့အေးဟုတ်လားဝေးတာပေါ့ဒါပေမဲ့တနေ့နှစ်နှစ်၃နှစ်လောက်အချိန်မှာကတ်လာပါတယ် မိရဘိုးတော်ကနေပြီးတော့အလုံလောက်ရောက်နေပြီဝုန်းကနေသိတဲ့အချိန်လဲကြောက်ကြော်တော့ပါတော်လဲတော့ကြော်ကျွန်တော်တို့ကမိရတော့ပါပါပြီအဲ့လိုမျိုးဖြစ်တာတိတ်ညံ့တယ်ဟိုပါပြီးရေချမ်းရုပ်ဒီမန်ဖြစ်လာတဲ့အချိန်ဝေးတဲ့အချိန်ကတိတ်မသိဘူးနီးလာတဲ့အချိန်လဲကြောက်ဆယ်စုနှစ်ကျွန်တော်ဆယ်စုနှစ်တခုလောက်လောက်ကင်ဆောင်ရလာတဲ့အချိန်မှာနံပါတ်3 album ဖြည်းဖြည်းချင်းချင်းထုတ်တဲ့အချိန်မှာမှဒါနဲ့ကသွားပြီးတော့အဲ့မှာအဲသွားဆက်အန်နေတယ် အဲအဲ့တော့သူကကျွန်တော်သိတာငင်းငင်းလှုပ်တဲ့လူငင်းငင်းတချင်းနေဆိုတဲ့လူလိုအဲ့လိုသွားသိတယ်တကယ်တော့ကျွန်တော် reggae တချင်းဆိုတော့ reggae သူတို့မသိပြီးတော့မှအဲ့ဒါ reggae ဟာဟောငင်းငင်းတချင်းဆိုကျွန်တော်ဆင်ဝါလဲဆိုတော့ reggae တချင်းမှာပြောမှာဩဒါ reggae အဲ့လိုအဲ့လိုရောင်းမြေပြန်ဖြစ်တယ်ကျွန်တော်တို့ကျွန်တော်ရဲ့ရုပ်ကံလို့ရှာလုံးနာလဲပေးဟောတောက်ပါလို့လဲစီစာချိန်ဟာတန်းစင်ပွဲကလာလို့နေနဲ့တယောက်ကတယောက်ကိုပေးတယောက်က ရဂီးမျိုးစစ်နဲ့အတူငင်းကြံရီလူအခွင့်အရေးတွေပေါ့လေအဲ့ဒါတဘာတဲ့ပါတဲ့ဟာတွေဟုတ်ဆိုတဲ့အခါကျတော့ဒီလိုရဂီးမျိုးစစ်တွေကြေကြေပြတ်ပြတ်ဟိုမျိုးဆက်တဲ့လူငယ်တွေအထိမြန်မာနိုင်ငံမှာပြန့်နှံ့သွားဖို့တကူဟိုစော်ဖူကွားတို့အနေနဲ့ဟိုရည်ရွယ်ချက်ရှိလားအဲ့ဒီအတွက်ကိုဂျူမန်လှုပ်ဆောင်မှုတွေရှိလားအဲ့ဒါပြပြတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံမှာဒါကြီးဖြစ်လာဖို့အတွက်ဆိုတော့ကျွန်တော်ကလှုပ်ကျင်တယ်ဆိုရင်ကျွန်တော်အချိန်တစ်ချိန်မှာသိလိုက်တာဒီဟာကသူ့နဲ့ပတ်သက်သောတဒေါက်တနေရာကနေပြီးတော့အတုံးခံတဲ့ အသုံးခံတော့ तू ကလက်နဲ့ပုံတစ်ခုလို့တော့ကျွန်တော်ယူဆတယ်ဆိုတော့ဒါကအရန်အတိတ်ပဲရှိတဲ့အသုံးပြုလို့ကောင်းတဲ့အရာတစ်ခုဖြစ်တယ် तू က music တစ်ခုလည်းမဟုတ်ဘူး तू မှနိုင်ငံရေးပါရင်ပါမယ်အငင်းချမ်းရေးတော့နံပါတ်1ပြောနိုင်ငံရေးပါရင်ပါမယ်လူမျိုးရေးပါရင်ပါမယ်ပညာရေးပါရင်ပါမယ်ကျမ်းမာရေးပါရင်ပါမယ်သူ့ရဲ့ဖွဲ့တီပုံကအဲ့လိုမျိုးသူ့စီကနေထွက်လာတဲ့ message box ကြီးပေါ့နော်အဲအဲ့ဒီကတခုလို့တော့ကျွန်တော်မြင်တဲ့အတွက်ကြောင့်လို့ကျွန်တော်မလုပ်တော့ဘူးမလုပ်တော့ဘူးဆိုတာ လုံးဝမလုပ်တော့တာမဟုတ်ဘူးဒါပေမဲ့တစ်ခါလေကျတော့ကျွန်တော်ကဂီတရေးစီကြောင်းထဲမှာ regain ဆိုတာဘယ်မှာပြီးရဒီတယောက်ရှိကျွန်တော် music တွေနားထောင်လေးအတိမှာပါ regain ဆိုမဲ့တကယ်နောက်တိုင်းကလာတဲ့ဟောမယ်သူကသူ့ရဲ့ base ဆိုပဲ regain ဆိုတာသိအောင်ပဲလုပ်တာကျွန်တော်အရက် data နဲ့ကိုက်ညီတယ်မြန်မာ regain ပေါ့ဗျာပြောရမယ်ဆိုမြန်မာ regain ဆိုတဲ့ပုံစံကိုတော့ကျွန်တော်က create ဖြစ်အောင်ပုံပုံဖော်တယ်လုပ်ကြတယ်ဆိုတော့ကျွန်တော်ဒီတိုင်းပဲသွားမယ်လို့တော့ကျွန်တော်ထင်တယ်ဒီမှာကျွန်တော်တို့အရက် data မှာဒီ regain ဒီအဲဒီပေါ့ပေါ့မြောက်မြောက်ဖြစ်ဖို့တဲ့ ကျွန်တော်တို့ရက်ဒီသားရဲ့လူအပ်နေတဲ့ဆိုလိုပါဆိုငင်းငင်းကြီးလူအပ်နေဆိုအဲငင်းငင်းကြီးမှာတရောက်တနေရဒီ music နဲ့ဟိုအထီရောက်ဆုံးဘာလုပ်နေလဲဆိုတော့100%ပြီးစရမယ်ဆိုတော့လက်နဲ့တစ်ခုအဖြစ်ကိုပဲကျွန်တော်တို့ကာယူတော့သွားဖို့ပဲဟိုအဖြစ်ပါတယ်ဒါပေမဲ့အဲ့လိုသွားရင်းနဲ့လည်းအကိုတို့ခုနပြောတဲ့ reggae ပြည်သက်တွေကများလာပါ grab များလာစစလုံးချင်းအချိန်နဲ့အခုနဲ့ဆိုတော်တော်ကွာလာပြီအခုဆိုရင် ဒီ reggae ကိုဒီလိုအသွားအပြန်နေပြောလို့ရပြီကျွန်တော်တစ်ချိန်တခါလို့နော်ကျွန်တော်ဘာပဲမျှော်လင့်ရတော့မယ်ဆိုတော့နောက်တယောက်ပေါ့နော်ဆိုတော့နောက်တယောက်လိုမျိုးရှိလာပြီဆိုတော့ကျွန်တော်အဲ့ဒါကျွန်တော်အရင်ကျင်တယ်ကျင်တတ်ပြီဆိုတော့သူနဲ့ဆိုရင်အရင်ပြောလို့ရတယ်သူလည်းဘာတွေ create လုပ်မယ်ဆိုတော့ကျွန်တော်ရေခုံစွာနဲ့စောက်ပါဘာလို့ဆိုတော့ကျွန်တော်ကျွန်တော်တက်တလောက်ပဲလုပ်တာဆိုတော့အများကြီးလိုအောင်မယ်လိုအပ်မှုတွေရှိအဲ့ဒါကိုသူတို့တွေကဖြည့်ဆည်းပေးနေလို့ကျွန်တော်ထင်ပါတယ်ဟုတ်ကဲ့သူမေးလာခဲ့တဲ့ဆိုရင်တော့ငါသေးပြီလို့ တော်တို့သတိထားမိတာကိုစောဖို့ကမတိုင်းရနာဆိုတာလေကျွန်တော်ပုံမလင်းနေမေးကြည့်တာပေါ့နော်ဟိုဒီဟိုဘာတွေ့လာလဲဆိုတော့ဟိုတောင်ပေါ်ကဟိုတိုင်းရင်းသားတွေတော့တခြားနေရာမှာနေတိုင်းရင်းသားတွေအားလုံးသူတို့ဒီဗမာမုံဒီကြီးပေါ့နော်အဲ ဗမာတွေကလည်းဟိုဘာလာလေးစိတ်တော်လဲဆိုတော့အဟိုမွတ်စလင်မုန်းဒီရေးပေါ့ဗျာအဲဆိုတော့တယောက်နဲ့တယောက်နဲ့မုန်းဖို့အတွက်ကိုအဲဆိုတော့အဲ့လိုမျိုးကြီးကျွန်တော်တို့တွေ့လာရတယ်ပေါ့ဗျာတွေ့လာတဲ့အခါကျတော့ဒီစကားတွေလည်းကျွန်တော်တို့ကြားလာတယ် Facebook တွေပေါ်မှာလည်းဒီအမုန်းစကားတွေပဲပြောရဆိုကြတာတွေတွေ့လာတဲ့အခါကျတော့ဒီအပေါ်မှာလीဟိုဘာသာမတူတဲ့အပေါ်မှာမုန်းတာရောလူမျိုးမတူတဲ့အပေါ်မှာမုန်းတာရော ဟိုအဲ့ရာကြီးအပေါ်မှာလေကိုဆော့ဖို့ကကြတော့ဟိုဟို music အနုပညာရှင်တောင်းနေတယ်ဒီအရင်နဲ့ပတ်သက်လို့ဘလို့မြင်လဲအဲ့ရင်နဲ့ပတ်သက်လို့ဘာများဟိုပြောခြင်းလဲပေါ့သိပြရစီတော့ကျွန်တော်တို့အမြင်ကျေဖို့လို့လေဗျကျွန်တော်အခုကျွန်တော်တို့ message လိုက်ပြီးနေတာလေဒါတွေပဲကျွန်တော်တို့အဲ့လောက်အမြင်ရှိလိုက်ရင်တော့ရှိလာတဲ့တနေ့အားလုံးကရှိလာတဲ့တနေ့ဆိုတော့ခုနကတည်းကအရင်ဟာသာဖြစ်သွားလေတကယ်တော့ကျွန်တော်တို့အပေါ်ကနေကြည်လိုက်ရင်အကုန်မြင်ရအဲ့ဒီခါကြမှာပဲသဘောပေါက်အဲ့ဒီအောင်ကြုံလို့မရသေးဘူးအေးဆေးပဲ တိုးလိုက်တာပဲဆိုတော့ကျွန်တော်တို့ပြန်စဉ်းစားရမှာကိုယ့်ဘက်ကနေပဲဒီလိုကြည့်တဲ့အတွက်ဒီလောက်ပဲမြင်နေရသေးတယ်ထွက်လိုက်တော့မှကိုယ့်အနောက်ကလည်းမြင်ရမယ်ကိုယ့်ရှိလည်းမြင်အဲ့ဒီခါကျတော့မရှိတော့ဘူးကရင်နေမမာတွေဟိုမရှိတော့အော်ရှမ်းနေအခုကဘာလဲဆိုတော့ကျွန်တော်တိုင်းရင်သားတွေကလည်းသူတို့ခံလာတဲ့ဟာကိုစုတ်ကင်လာတယ်လူဆိုတော့ဒီအမျိုးကပါလာကလေးကသူကအတအမြင်နဲ့ရှိတယ်ဆိုတော့ ဒီကျွန်တော်ဟိုဟာပြောရင်းနဲ့အရှင်တက်လို့ပြောပြရစီကျွန်တော်တို့ငယ်ငယ်တော့ဆိုတရုတ်ကားတွေကြည်ရတယ်တရုတ်ကားမှာဘာလဲဆိုအရင်ကြိုက်တာကျွန်တော်တရုတ်ကားအခန်းခန်းဆက်တွေနဲ့လာတာဟောရှေးကြီးဒါမဲ့ကြည်တယ်ဒါမဲ့စကြတဲ့က तू ကဒီကလေးလေးတယောက်တိုင်ချင်းတိုင်ချင်း तू မောလာပြီး तू ချိန်ုံလက်ပန်းကြနေတဲ့အချိန်မှာ तू ကတခါရမြင်လိုက်တာ तू အဖေကပြောခဲ့ငါတို့အဖိုးရဲ့ဒါဆိုရင်ကျအဲ့ဒီအချိန်မှာမှ तू ပြန်မြင်တာ तू အဖေကလည်းအဲ့လိုပဲတစ်ဖက်တိုင်းပညာရှင်တွေက तू တတ်သွားတယ်ပဲဆိုပါစို့ ။ तू อ่ะยาสูงยิ่วดิ तू อ่ะมวยกระเดะอ่ะ तू อ่ะมวยไหลได้ตะชาบ้ามาเอาบ่บ่ तू อ่ะซวยบ่ตะแกท้าบ่တော့ကျွန်တော်စဉ်းစားတယ်ဟုတ်ပြီအဲရဲလက်ကြည့်လို့ကောင်းတော့ဗောနော်ရိုက်ချက်တရားလည်းကောင်းတော့ဟုတ်ပြီအဲ့ဒါကိုအားတစ်ခုပြည့်တယ်ဆိုတော့ तू อ่ะ revenge ပဲလုပ်တယ်เนาะဒါကဘာလဲဆိုဘိုးဘွားတွေကသင်ပေးခဲ့တာသူ့ကိုထားခဲ့တာမင်းတောင်းဝတ်တာပဲမင်းအသက်ရှင်မှုလာတာမင်းပြန်လဲစားခြင်းဆိုတော့ငင်းချမ်းဘူးလေဒီရုပ်ရှင်တစ်ခုလုံးကတိုက်ွက်တယ်ပဲကျွန်တော်ဒါပေမဲ့ဒီတိုင်းကဘာအတွက်လဲဆိုတော့ तू อ่ะလက်စားခြင်းမွေးခဲ့တယ်ဆိုတော့ ပြီးတော့ကျွန်တော်စဉ်းစားတယ်ဒီနိုင်ွားတယ်ဒီတော့နောက်ဆုံးနိုင်ွားတော့အဲ့မှာဇက်တန် DN ဆိုဖြစ်တာတကယ်တော့မပြီးပါဘူးဘာလို့ဟိုဘက်ကလည်းရှိမုံပါပဲဆက်လို့ရတယ်ဟိုဘက်ကလည်းဒီဘက်ကစွဲထားတာဟုတ်အော်ပြင်းလဲစားကြဘာမှမသိဘူးကျွန်တော်တို့ကလို့ဖြစ်တယ်ကျွန်တော်ရဲ့ရေရဲဟုတ်ကျွန်တော်ရဲ့ခံယူချက်ကတော့မြန်မာနိုင်ငံကိုချစ်တယ်လို့ကမြန်မာနိုင်ငံသားပဲသူမှသူပါမြန်မာနိုင်ငံကိုချစ်တဲ့လူတောင်မြန်မာနိုင်ငံသားပဲသူကသူများအခေါ်ကလားအခေါ်မလားတရုတ်အခေါ်မလားရခိုင်အခေါ်မလားမင်းချစ်လားအေးမင်းမချစ်ဘူးဆိုရင် မိမမင်းမှတ်ပုံတွေပဲဖြစ်ဖြစ်ပါပြင်မမချစ်ဘူးစူကူမှုကတော့မြန်မာနိုင်ငံကပြက်စီအောင်လှုပ်တဲ့လူอ่ะမြန်မာနိုင်ငံသားမဟုတ်အဲ့ဒီဟာဒီလူတွေတဲမှာကျွန်တော်လှုပ်လို့တော့မရအောင်တေးကြတယ်ကျွန်တော်အားလည်းမရအောင်ကျွန်တော်ဖယ်မှာသွားလှုပ်မယ်ဆိုရင်ကလေးတွေဝေးလာတဲ့ကလေးတွေတော့ကျွန်တော်အဲ့ဒီအပင်တွေစိုက်တယ်ကျွန်တော်အဲ့ဒီအပင်တွေစိုက်ချင်တယ်ချစ်တယ်မြေတာယာပါစေ ကြဆိုလေဟဲ့ကလေးတွေတော်ဆွေးကြွယ်ရွှေပါစေကဲမင်းတို့လည်းဒီတွေ့ရစမ်းတွေ့ရအိုးကျွန်တော်တို့တိုင်းပြည်မှာလေဟိုလူအခွင့်ရေးအခြေအနေရောခုနငင်းချမ်းရတယ်မရှိဘူး။အဲ့တော့ကျွန်တော်တို့တိုင်းပြည်ရဲ့လူအခွင့်ရေးအခြေအနေရောဟိုဘလောက်တော်မှာ စုပ်ယုပ်နေလို့လဲဘလို့မြင်ပြီလို့ဘလို့ခံစားမိလို့ဒီတခြင်းတွေကိုရေးဖွဲ့ရတယ်သိပြရတယ်ကျွန်တော်လူခွင့်ရေဆုံးရှုံးနေတယ်ဆိုတာငါတို့ဆုံးရှုံးနေဆိုတာကိုကိုလိုချင်တဲ့အရာမရမှဆုံးရှုံးနေတယ်လို့ထင်ပြီးတော့ထားထားဟိုကြတကယ်တော့မဟုတ်ဘူးကြတကယ်တော့ကျွန်တော်တို့ကကျွန်တော်တို့အမေပိုက်တယ်ထွက်လာကြတယ်ဟိုကကျွန်တော်တို့ကလူသားဖြစ်ပြီးဆိုကြတယ်ဟိုကလူအခွင့်အရေးဆိုတာအပြည့်အဝကိုရှိတယ်ဘယ်ကဘာလူကဘာသားမဆိုဘောနော်ကျွန်တော်ပြောချင်တာဆိုတော့အဲ့ဒါကိုကျွန်တော်တို့သိရမယ်အဲ့ဒါသိရင်ခုနငင်းငင်းကြီးကိုပြီဆောက်တဲ့နေရာမှာအရန်ကူ အထောက်ပံ့ဖြစ်တယ်ဆိုတော့ကျွန်တော်ဒီတစ်ခေါက်ရှမ်းမြောက်အရက်ဒေသကလေးတွေစီကျွန်တော်ဝင်ပြီးသွားပြီဒီတစ်ခေါက်ကျွန်တော်အကင်ပြည်နယ်ဝင်အကင်ပြည်နယ်ဝင်တဲ့အခါကျရင်ဒါကြောင့်မလို့ကျွန်တော်ဘာခေါ်ရောမလဲဆိုတော့ဒီ human rights နဲ့ပတ်သက်တဲ့တကယ်အဲပညာရှင်တယောက်ကိုကျွန်တော်ခေါ်ရမယ်သူကသူကဥပဒေတွေသွားရုပ်ပြမှာမဟုတ်ဘူးဆိုလိုချင်တာကတကယ်ကိုလက်တွေ့ကြတယ်မင်းတို့အသက်ရှင်နေရတဲ့ဟာဟိုမှာရှင်းပြောလို့ရှိရင်စစ်တပ်လာလဲကြောက်ရပြီအော်သူတို့ပြောတဲ့သဘုံဆိုလာလားဒိုင်းနာလဲကြောက်ရပြီကြောက်ရပြီတော့ဗျကြောက်တယ် စော်သွားရင်လည်းအေးဖို့ပါပဲကိုအိမ်ရဟာလာပြီးတော့ကိုပွေးထားတဲ့ကြက်တွေကိုဝယ်နေလားဆိုရင်လည်းသူတို့ကစစ်စင်ရေးကာလမှုပေးရတာနဲ့စီမံချက်မှုလို့ပေးရတယ်ဆိုတော့ဒါဒါရှုံးနေတာလေဒါပေမဲ့အဲ့လိုခံရလိုက်တဲ့ဟာကိုသူတို့ကဟိုမအွန်လဲမအွန်နိုင်တော့ဘူးဒါအဖြစ်အဲ့ဒါဆုံးရှုံးနေတာဆိုတော့မဟုတ်ဘူးမင်းတို့မှအခွင့်အရေးရှိတယ်ကျွန်တော်ဆိုလို့ရှိရင်အဲ့ဒီဟာဘာလုပ်ပေးမလဲဆိုတော့သူတို့ရဲ့ သူတို့ရဲ့ဘဝတက်လန်သူတို့ဒီငင်းချမ်းရေးကိုတိဆောက်နိုင်မယ်သူတို့ဒီဆဲတွေပေါ့နော်အခြေခံစိတ်ဓာတ်ဆဲတွေကိုကာကွယ်ပေးတဲ့အရာတခုဖြစ်တယ်အဲဒါကြောင့်ကျွန်တော်ကခလေးတွေကိုလည်းဖြစ်တဲ့အတွက်ကြောင့်တကယ် story teller ပုံစံမျိုးပေါ့နော်စိတ်ဝင်စားပဲခလေးတွေကို attraction ပေးပြီးတော့မှ right တွေနဲ့သူတို့ကာယံပေးဖို့အတွက်မျိုးဟုတ်ရင်ကျွန်တော်တို့ကသွားရတယ်ပြောခဲ့တော့ဟုတ်ပြောခဲ့တဲ့ချိန်တော့ဟုတ်တယ်ကွာဆိုဦးဆိုဘုရားရဲ့ပြောရတူလို့ပြီးတော့သူတို့ကနီးရထားပြန်ကြောက်ရတာပဲအဲ့လိုမဖြစ်အောင်ဆိုတော့ကျွန်တော်အဲ့ဒါကပဲဆိုတော့သူတို့ဒီသူတို့တွေဆိုတော့ကျွန်တော်တို့မမြင်ရတဲ့ ဒီစနစ်စုယူထားခဲ့လူတွေစီမံချက်နဲ့ထားတယ်လို့ပဲကျွန်တော်တို့ကလည်းကောင်းတဲ့ဘက်ကစီမံချက်ကိုယ်မှာအားဘလောက်နဲ့ကိုယ်ရှိတဲ့အင်အားနဲ့ပဲလုပ်မယ်ဆိုရဲတန်တိတန်ချထားတယ်အဲ့ဒါကျွန်တော်ဗာတက်လဲဆိုခုနပြောတယ်ကျွန်တော်အရန်နှစ်သက်တဲ့ဒီ reggae music တက်တယ်ဒါနဲ့ကျွန်တော်သွားမယ်ဒီဟာလုပ်မယ်ဆိုတော့အဲကျွန်တော်ကတော့သိပြီးပါပါတနေ့တစ်ချိန်ကျွန်တော်ခုနပြောတဲ့စကားပေါ့နော်မြန်မာနိုင်ငံဟာကဘာမှာငြိမ်းချမ်းနဲ့ပတ်သက်တဲ့စံပြနိုင်ငံဖြစ်ပြီးအဲ့ဒီခုနကျွန်တော်တို့ကလေးတွေထဲပါ ဲ့ဒီသူတို့လက်ထဲကြရင်အဖြစ်ကိုဖြစ်မယ်ဆိုတော့ကျွန်တော်မျှော်လင့်ကြတော့ရှိတယ်ဆက်မပြတ်ငုံကြီးအဖြစ် Charlie Weezy အချင်းမဲ့တဲ့ခီးမြစ်တစ်ခုလို့စီ Yeah ဘာတွေကြောင့်လဲငါတို့ရဲ့ကဘာကြီး အဆက်မပြတ်ငိုနေအပြေရှာလေဝေးစေအချင်းမဲ့တဲ့ကြီးဘုံမြေတစ်ခုဟိုရဲ့အခြေခံကရမ်းကအရန်ချောက်ပြီးတော့လေဟိုသူကမီးလာရှုပ်စရာမလိုဘူးသိရမလားဟိုကနေအတန်တကျထကနေကြတယ်သူကထတောက်မယ်ဆိုတော့ကျွန်တော်တို့ရဲ့အခြေခံအနေထားတွေအဲ့လိုဖြစ်နေတာဟုတ် ဆိုတော့ကျွန်တော်တို့ကဒီဟာတွေဒီအပုံကြီးကိုသွားပြီးတော့ယူပြီးတော့မှရေတွေလောင်းပဲပါညာကျွန်တော်တို့မနိုင်တော့တဲ့အတွက်ကြောင့်မလို့နောက်မျိုးဆက်တွေကိုတော့ကျွန်တော်တို့ကကျွန်တော်တို့ကလမ်းကြောင်းလွှဲပြီးတော့ဘောနော်အကောင်းဆုံးတစ်ခုလုပ်ဖို့တော့ညီရထားပါတယ်ကျွန်တော်တို့အသက်ရှင်ခွင့်ရတော့မှကျွန်တော်တို့လှုပ်သွားနိုင်ခွင့်ရတဲ့ဟာလေးကိုကျွန်တော်တို့လှုပ်လိုက်မယ်ကွာတခြားဟာတွေလှုပ်တာရတယ်လှုပ်တယ်ဒါပေမဲ့လည်းဒီဟာလေးကိုတော့နည်းနည်းလေးတော့ကျွန်တော်တို့ဝိုင်းလှုပ်ကြမယ်ဘောနော်ဒီနေ့မှာတော့ကိုလှုပ်တဲ့အလုပ်အများကြီးလှုပ်လှုပ်လှုပ်လိုက်တယ်လို့ပဲအဲ့ဒီဟာလေးတစ်ခုစဉ်းစား ပြီးလိုက်တာဒါမှမဟုတ်အဲ့ဒီဟာလေးတော့တတော်တနေရတဲတပွင့်ဖြစ်အုတ်ချက်ဖြစ်ဖြစ်ဝိုင်းဝန်းပြီးတော့စဉ်းစားတဲ့အဆင့်လောက်ကနေစပြီးကိုနည်းနည်းလေးလှုပ်သွားပြီးကြပါလို့တော့ကျွန်တော်အာမြစ်တာရက်ခန့်ချင်ပါတယ်တောင်းဆိုချင်ပါတယ်အဲ့ဒါမှပဲမိများမိနိုင်ရေများရေနိုင်ကျွန်တော်တို့အင်အားစုဟာစုမိပြီးတော့မှဒီနေ့တစ်ချိန်ကျရင်ကျွန်တော်တို့မျှော်လင့်နေတဲ့အရာရောက်မယ်လို့ကျွန်တော်ထင်ပါတယ်နောက်ဆုံးအပိတ်ချုပ်နေလဲပြောရရင်ကျွန်တော်အများအားပြောတဲ့စကားလို့ပါပဲအလွယ်ဆုံးလည်းဖြစ်ပါတယ်အရန်အခက်ဆုံးလည်းဖြစ်ပါတယ်အဲ့ဒါကတော့တယောက်နဲ့တယောက် 七家吧，就只能比我先 o k 七吧，七七七七七吧，七吧，七七吧，一